ဧပြီလတရက်နေ့ကျင်းပမယ့်ဂျားဖြတ်ရွေးကောက်ပွဲကိုစောင့်ကြည့်ဖို့အတွက်နိုင်ငံတကာနဲ့ပြည်တွင်းအဖွဲ့အစည်းတွေကပြင်ဆင်နေပြီလို့သိရပါတယ်။ဥက္ကိုတိုက်တင်ဆက်ထားပါတယ်ရှင်။လွတ်လပ်တရားမျှတပြီးပွင့်လင်းမြင်သာမှုရှိတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်လာဖို့အတွက်ကိုကိုကြီးဦးဆောင်တဲ့88မျိုးဆက်ចောင်းသားတွေနဲ့ရပ်ပတ်လူမှုအဖွဲ့အစည်းတွေစုပေါင်းပြီးရွေးကောက်ပွဲစောင့်ကြည့်ရေးကွန်ရက်ကိုထူထောင်လိုက်ပါတယ်။အဲ့တော့ဒီရွေးကောက်ပွဲမှာထူးခြားတာကတော့အခုလာမယ့်ဂျားဖြတ်ရွေးကောက်ပွဲပါ။ရွေးကောက်ပွဲ ကျင်းပမဲ့နေရာအရေအတွက်အပြင်က48နေရာဆိုတာဟာလွတ်တော်နေရာပေါင်းတစ်ထောင်ကျော်နဲ့ရှင်ကြည့်ရင်ဘာမှမပြောပါတော့ဘူး။ဒါပေမဲ့ထူးခြားတဲ့ဝိသေသတွေရှိတယ်လို့ကျွန်တော်တို့မြင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်လက်မခံနိုင်တဲ့အချက်တွေပါဝင်နေတဲ့2008ဖွဲ့စည်းပုံခြေလှမ်းမှုတွေတရက်ကျွန်တော်တို့နိုင်ငံမှာပေါ်ထွန်းလာခဲ့တဲ့ နောက်တစ်ခါအငင်းပွားစရာကြီးဖြစ်ခဲ့တဲ့2010ရွေးကောက်ပွဲရလက်ကျွန်တော်တို့ရင်ဆိုင်ခဲ့ရတယ်ရွေးကောက်ပွဲကျင်းပဖို့တပတ်အလိုပဲအချိန်ကြာနေပေမဲ့အခုကွန်ရက်ဟာစိတ်ပါဝင်စားသူရက်ဖက်အဖွဲ့စည်းတွေမီဒီယာတွေနဲ့လည်းချိတ်ဆက်ပြီးရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုသတင်းတွေကိုလည်းထုတ်ပြန်သွားမယ်လို့သိရပါတယ်အခု လူကောက်ပွဲတော့ကျွန်တော်တို့မလွဲမသွေမိဆိုင်ရတော့မှာဒါကျွန်တော်တို့တက်ပန်းနိုင်မဟုတ်ပြင်မဲ့မဖြစ်မနေဖြတ်တန်းရမယ်မှတ်တိုင်အောင်ဖြစ်တဲ့အတွက်ကြောင့်မလွဲမသွေကြုံရမယ်လူကောက်ပွဲကိုဘယ်လောက်တရားမျှတာလဲလွတ်လပ်ပြီးတော့တန်ရှင်းမှုဘယ်လောက်ရှိတယ်လဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ဖို့လဲကျွန်တော်တို့မှာအခက်အလျောက်တောင်းရှိတယ်လို့ကျွန်တော်တို့ထင်လို့အခုဒီပိုရက်ကိုကျွန်တော်တို့ဖွဲ့စည်းဖို့ကျွန်တော်တို့စူးစမ်းကြတာပါအဲ့ဒီအတွက်တော့ကျွန်တော်တို့ဒီ88မျိုးဆက်ကြီးပဲအလုံးလောက်ဘူးလို့နားလည်တဲ့အတွက်ကြောင့် ယခင်2010တုန်းကအတွေ့အကြုံရှိမှုတဲ့ပုဂ္ဂိုလ်တွေအပါအဝင်အဖွဲ့အစည်းတွေကိုကျွန်တော်တို့တက်ကမ်းပါတယ်ဒီကြားထဲမှာလည်းကျွန်တော်တို့ခင်းနှံမှုများစွာလုပ်ခဲ့ပါတယ်အဲ့ဒီပုဂ္ဂိုလ်တွေနဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့ဒီစောင့်ကြည့်တဲ့ကွန်ရက်ကိုဖွဲ့သွားမှာပါဧပြီလတရနေ့မှာကျင်းပတော့မယ်။ဈာပြက်ရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာဖို့ညီမအစိုးရကတကားဖွင့်ဖိတ်ခေါ်လိုက်တဲ့အပေါ်နိုင်ငံတကာအတိုင်းအဝိုင်းတွေကလည်းကြိုဆိုထားပါဗျ။ ခုလသမကထွေထွေတွင်းရမှုချုပ်ပန်ကင်မုံကလွတ်လပ်ပြီးတရားမျှတမှုရှိမဲ့ရွေးကောက်ပွဲဟာမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရောက်လာဖို့မျှော်လင့်ကြောင်းပြောဆိုထားပါတယ်။မြန်မာရွေးကောက်ပွဲကော်မရှင်ဟာအာဆီယံအဖွဲ့ဝင်နိုင်ငံတွေကပါလီမန်အမတ်၂ရောက်တရင်းနောက်၃ရောက်စီအခုရွေးကောက်ပွဲကိုစောင့်ကြည့်ဖို့ဖိတ်ခေါ်ထားပါတယ်။ဘန်ကောက်အခြေစိုက်ရွေးကောက်ပွဲစောင့်ကြည့်ရေးအာဆာကွန်ရက်ကတော့အဖွဲ့ဝင်၁၀ဦးပါဝင်တဲ့ကိုယ်စားလှယ်အဖွဲ့ကိုဆွေးနွေးပြီးလမ်းလမ်းမိနိုင်သလောက်မဲယုံတွေရဲ့အခြေအနေတွေကိုစောင့်ကြည့်နိုင်မှုစူးစမ်းနေကြောင်းသိရပါတယ်။ အမေရိကန်နဲ့ဥရောပနိုင်ငံတွေကရွေးကောက်ပွဲကိုအနည်းကဆောင့်ကြည့်နေတာနေပြီးရွေးကောက်ပွဲရဲ့ပွင့်လင်းမြင်သာမှုဟာရှေ့လျှောက်ပြောင်းလဲတွေအတွက်အဓိကတော့ချက်ဖြစ်တယ်လို့ဆိုကြပါဗျာကျွန်တော်ကိုတိုက်ပါ